ပရိသတ်များအားလုံးမင်္ဂလာခင်ဗျာ ISB မြို့တွင်ပေါ်လုံးတဲ့ပါဝင်ရှင်ပိုင်မဲ့အာရှရှမ်ပီယံလိပြိုင်ပွဲကိုလာရောက်ကြည့်ရှုမဲ့ပရိသတ်တွေအတွက်အကျိုးပို့ကားစီစဉ်ပေးမယ်လို့မြန်မာနိုင်ငံဘောလုံးခွဲချုပ်ကထုတ်ပြန်ကြေညာလိုက်ပါတယ်ဟုတ်ကဲ့အကျိုးပို့ကားစီစဉ်ပေးမယ်ဆိုတာ ISB အမျိုးသမီးအသင်းကစားမဲ့ပွဲစဉ်တစ်ပွဲတည်းအတွက်မဟုတ်ဘူးနော်ကြံတဲ့ပွဲစဉ်တွေကိုလာရောက်ကြည့်ရှုမဲ့ပရိသတ်တွေအတွက်ပါအသွားပြန်ကားစီစဉ်ပေးမယ်လို့မြန်မာနိုင်ငံဘောလုံးခွဲချုပ်ကသတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်ခင်ဗျာ 2025-2026ခုနှစ်အမျိုးသမီးအာရှချန်ပီယံလိတိုင်ပွဲရဲ့အုပ်စုစဉ်ပွဲစဉ်တွေကိုလာမယ့်နိုဘာလကိုရောက်ရင်ကျင်းပတော့မှာဖြစ်ပါတယ်။ဒီအာရှချန်ပီယံလိအုပ်စုစဉ်ပွဲစဉ်တွေကိုဘောလုံးကွင်းတဲ့အထိကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုအားပေးမဲ့ပရိသတ်တွေအတွက်အသွားပြန်ဆင်ပြေအောင်အကြိုးပုတ်ကားတွေစီစဉ်ပေးသွားမယ်လို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကတင်ထုတ်ပြန်လိုက်ပါတယ်။အခမဲ့နော် free free စီစဉ်ပေးမှာဟုတ်ကဲ့မြန်မာနိုင်ငံကိုစားပြု SB Music Club တင်ပါဝင်ရှင်ပြန်ခွင့်ရရှိထားတဲ့ မျိုးသမီးအာရှချန်ပီယံလိအုပ်စုပွဲစဉ်တွေကိုလာမယ့်နော်မာလာ9ရက်နေ့မှာစတင်ကျင်းပမယ်။နော်မာလာ15ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျာ။ရန်ကုန်မြို့တူဝနာအာဇာကွင်းကြီးမှာကျင်းပသွားဖို့ရှိနေပါတယ်။လက်မှတ်ခတွေကိုတော့အထူးတန်းကိုကျန်5000တတ်မှတ်ထားတယ်။ရိုးတန်းကို7000တတ်မှတ်ထားပါတယ်ခင်ဗျာ။လက်မှတ်တစ်ဆောင်ကိုနှစ်ပွဲလုံးတည်ရှိဝင်ရရှိမှာဖြစ်ပါတယ်။အမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်ခွင့်ရရှိထားတဲ့ SB မြို့သမီးကလပ်အသင်းဟာနော်မာလာ9ရက်နေ့မှာ တောင်ကိုရီးယားကလပ်ဆူဝမ်တင်တဲ့အုပ်စုခွင့်ပွဲစဉ်ကစားရမယ်။နော်မလာ၁၂ရက်နေ့ကိုရောက်ရင်ဒါဂျပန်ကလပ်တိုကျိုပါရီဘီလီစာတင်တဲ့ရှင်မြိုင်ကစားရမယ်။နော်မလာ၁၅ရက်နေ့ကိုရောက်ရင်မြောက်ကိုရီးယားကလပ်နီကိုယန်အသင်းနဲ့အုပ်စုနောက်ဆုံးပွဲစဉ်ရှင်ပြားမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ရှေ့မှာလက်မှတ်တွေကိုပြောကြတော့လက်မှတ်တစ်စောင်ကိုသူက၂ပွဲတော့တရက်ထဲမှာကစားမယ်ပွဲစဉ်၂ပွဲလုံးကိုသူကတိကျခွင့်ရရှိမှာဖြစ်ပါတယ်ခင်ဗျာ။ သူက normal ကိုရနေမှာနှစ်ပွဲရှိမယ် normal ဆန်နေနေမှာနှစ်ပွဲရှိမယ် normal ဆန်ငိုင်းနေမှာနှစ်ပွဲရှိမှာပဲခင်ဗျာဟုတ်ကဲ့ ASB Music Club အသင်းဟာသူတို့ရဲ့အုပ်စုပွဲစဉ်တွေကိုညနေ၄နာရီမှာရှင်ပြိုင်ကစားခွင့်ရရှိအောင်ညှိနှိုင်းခဲ့ရမယ်အဆင်မပြေခဲ့ဘူးဒီတော့ ASB Music Club အသင်းကအာရှချန်ပီယံလိအုပ်စုဆင်ပွဲစဉ်တွေကိုည9နာရီမှာနှစ်ပွဲကစားရမယ်ညနေ3နာရီမှာတစ်ပွဲကစားရမှာဖြစ်ပါတယ်ခင်ဗျာတောင်ကိုရီးယားကလပ်စူဝမ်နဲ့အုပ်စုဝင်ပွဲစဉ်ကို normal 9ရက်နေ့ည9နာရီမှာရှင်ပြိုင်ကစားရမယ် ်အောက်စုဒုတိယပွဲစဉ်ဂျပန်ကလပ်တိုကျိုပါရီဘီလီဇာနဲ့ပွဲစဉ်ဒီပွဲစဉ်ကို normal 12ရက်ညနေ3:00နာရီမှာရှင်မြန်ကစားမှာဖြစ်ပါတယ်အောက်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့မြောက်ကိုရီးယားကလပ်နေကိုရန်သင်းရဲ့ပွဲစဉ်ကိုတော့ normal 15ရက်ည9:00နာရီချိန်မှာ SD မြို့သူကလပ်သင်းကရှင်မြန်သွားမှာဖြစ်ပါတယ်ခင်ဗျအခုဆိုရင်အမျိုးသမီးအာရှရှမ်ပီယံလိအောက်စုပွဲစဉ်တွေကိုလာအုပ်ကြည့်ရှုမှတ်ပရိသတ်တွေအတွက်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကလည်းအသွာအပြန်အကြိုပုတ်ကားတွေကို ခမဲ့စီစဉ်ပေးလိုက်တဲ့ကြောင့်ပြည်သက်တွေသိရှိရအောင်သတင်းကောင်းပါတင်ဆက်ပေးလိုက်ပါရခင်ဗျာတ िश ူအပိရပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ